မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့နိုဝင်ဘာလ28ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီရေးစီးပွားရေးလူမျိုးသတင်းတွေတွေကထူးခြားတဲ့သတင်းစုကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့မြူသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့လုံခြုံချမ်းသာခွင့်ဖြင့်အင်းစိန်ကျင်းတော်မှာကျင်းသာ190ဦးပြန်လည်လွတ်မြောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာနေ့နိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့တဲ့မြူသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့လုံခြုံချမ်းသာခွင့်ဖြင့် ရန်ကုန်မြို့ရှိအင်းစိန်ကျင်းထောင်မှာပုံမှ905ကကြီးဖြင့်အကျဉ်းချခံရတဲ့အကျဉ်းသား190တူပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်အဆိုပါ190တူထဲတွင်အမျိုးသမီးအကျဉ်းသူ58ဦးလည်းပါဝင်လာကြောင်းသိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းဒီပုတ်ကတော့ဓာတ်အား120မဂါဝတ်ထုတ်လုပ်နိုင်မဲ့တီချစ်ကြောင်းမီသွေးသုံးရင်းနှွေးငွေတာအပိစက်ရုံရဲ့ဒုတိယအဆင့်ကြောင်းမီသွေးအချောက်ကန်ဆက်ပြင့်လစ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ဓာတ်အား120မဂါဝတ်ထုတ်လုပ်နိုင်မဲ့ဒီဂျစ်ကြောင်မီသွေးသုံးရေနွေးငွေဓာတ်ပိဆက်ရုံရဲ့ဒုတိယအဆင့်ကြောင်မီသွေးအချောက်ခံဆက်ဖွံ့ဖွဲကိုနိုဝင်ဘာလ26ရက်ကချန်ပီယံတောင်ပိုင်းပင်လောင်းမြို့ရှိဒီဂျစ်ကြောင်မီသွေးသုံးရေနွေးငွေဓာတ်ပိဆက်ရုံမှာကျင်းပခဲ့တယ်လို့သိရပါတယ်ဒီဂျစ်ကြောင်မီသွေးသုံးရေနွေးငွေဓာတ်ပိဆက်ရုံအားပထမဆင့်အကြီးဆုံးပြင်ဆင်ခြင်းများဆောင်ရွက်ခဲ့ရာဓာတ်အား90မဂါဝတ်ထုတ်လုပ်ပြီးလျက်ရှိပြီးယခုခါ ဒုတိယအဆင့်ကြောင်မီသွေးအချောက်ခံဆက်တိဆောက်ပြီးပါက120မဂါဝက်ထိထုတ်လုပ်နိုင်နိုင်မှာဖြစ်တာကြောင့်ရခင်ထုတ်လုပ်မှုထက်30မဂါဝက်တိုးတက်ပြီးထုတ်လုပ်ပေးနိုင်မှာဖြစ်သဖြင့်ပြည်သူများလျှက်စစ်တာပုံမှုသုံးဆွဲရရှိနိုင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ဆက်လက်တပြပေးလို့တဲ့သတင်းပုဒ်ကတော့မော်လမြိုင်မှာတောင်ဖြိုချမှုဝေဖန်မှုတွေမြင့်တက်နေပေမဲ့ဂယုမဆိုင်ပဲဆက်ဖြုံနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့တောင်ဝိုင်းတောင်ဖြိုချမှုပေါ်ဒေသခံတွေကြောင့် ဝေဖန်မှုတွေမြင့်တက်နေပြီမယ်ပြည်နယ်ဘက်ကတော့ဆက်လက်ဖြိုးချခွင့်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်။တောင်ဝိုင်းတောင်ကိုနေ့စဉ်ဆန်ရန်ရားကြီးတွေများပြားသုံးပြီးတရက်လင်ကားကြီးတွေနဲ့ခောက်ရရာနဲ့ချီတဲဆောင်နေတာကြောင့်တောင်ဝိုင်းတောင်ပြည်စည်းမှာကိုဒေသခံများရဲ့စိုးရိမ်မှုမြင့်တက်လာတာဖြစ်ပါတယ်။တောင်ဝိုင်းတောင်ကနေထိုင်သူတူကတော့တောင်ဝိုင်းတောင်တဝိုက်မြေတူးတာတွေဆက်လက်ခွင့်ပြုထားတာကြောင့်တောင်မြေပြုံမှုအနေနဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်လာနိုင်တယ်လို့ပြောတယ်လို့သိရပါတယ်။ ဆက်လက်အင်ပြပေးလိုတဲ့သတင်းတပုတ်ကတော့ကုညီထောက်ပံ့တယ်လို့ဟန်ဆောင်ပြီး ရွှေတန်နဲ့ငွေများလိမ်လည်ယူဆောင်မှုမိထီလာမှာဖြစ်ွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လာရောက်ကုညီပြီးထောက်ပံ့ပေးတယ်လို့ဟန်ဆောင်ကရွှေတန်နဲ့ငွေများကိုလိမ်လည်ယူဆောင်ဖျက်ပြေးသွားသော ဖြစ်ရပ်တစ်ခုကိုမိထီလာမြို့မှာဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။အဆိုပါဖြစ်ရပ်မှာမိထီလာမြို့ကြည်တော်ကုန်းရက်ွက်နေမြေလေးမှနေအိမ်မှာနိုဝင်ဘာလ26ရက်နေ့မှာဖြစ်ပွားခဲ့ပြီး သုံးမှတ်သားရွှေစဲကျုံတကုံနှစ်ပဲသားဆိုသည်တခုငါမူသားလက်ကောက်တကွင်တမတ်သားလက်စွပ်တကွင်သုံးမူသားလက်စွပ်နှစ်ကွင်နှစ်ပဲသားကလေးဆွဲကျူတကုံစိန်လက်စွပ်တကွင် Redmi Note 10မျိုးဆောင်မိုဘိုင်းဖုန်းတစ်လုံးနဲ့ငွေကျပ်3သိန်းခွဲလို့လိမ်လည်ယူဆောင်သွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ project ကွယ်တွင်ရှိအသက်85နှစ်ရှိသောအငိမ်းစားဝန်ထမ်းတဦးရဲ့နေအိမ်သို့ရောက်ချလေးနှစ်ဦးနဲ့မိန်းကလေးတဦးတို့ပါဝင်သောအဖွဲ့ကတကြီးရွယ်ဦးများအတွက်လှူဒါန်းရန်ရောက်ရှိလာတယ်လို့ဆိုကြခြင်းလည်းဖြစ်ပါတယ်။ ုံငင်းသားဝန်ထမ်းရဲ့နေမှာဝါဒကိုလာ wifi ဆက်နဲ့ဆိုဖာကုံများလှူဒန်းလိုသူဆိုကရောက်ရှိလာပြီးနေမှာတူးတဲဖြစ်နေသောဘူလကဝင်ခွင့်မပေးတော့လဲဖောင်ပြေခြင်းများပါဝင်လွတ်တဲ့ချက်လက်များကိုဖြည့်သွင်းပေးရမည်ဟုဆိုခြင်းကြောင့်တကားဖွင့်ပြီးအတွင်းသို့ဝင်ရောက်စေခဲ့ကြောင်းထို့နောက်လူဒန်းမီပစ္စည်းများနဲ့အတူတာဝန်ရှိလူကြီးများကကရော့ရန်ရောက်လာကြမည်ဖြစ်ကရော့ခရဲ့နေရာကိုပြင်ဆင်ထားခိုင်းခဲ့ပါတယ်လက်တလုံးမှာမြောက်ဘက်အချမ်းရှိအခြားသောနေအိမ်များမှာ လူဟမ်းမှုများပြုလုပ်နေခြင်းကြောင့်၎င်းတို့မှအရင်ဆုံးလာရောက်ခြင်းဖြစ်ပြီးတာဝန်ရှိလူကြီးများကနောက်မှလိုက်လာမယ်ဆိုပါတယ်ဆက်လက်ပြီးနေအိမ်တွင်းမှာရှိတဲ့ပစ္စည်းများကိုလုံခြုံမှုရှိစေရန်တော့အစ်စ်များလဲလဲတက်ဆင်ပေးပါမယ်လို့ပြောပြီးတော့လဲလဲရန်တိတ္တများထည့်ထားသောပစ္စည်းများကိုခိတ္တထုတ်ခိုင်းခဲ့ကြောင်းထို့နောက် Wi-Fi ဆက်အတွက်ကြိုးရှည်တိုင်တားရန်ပေကြိုးဆွဲခြင်းများပြုလုပ်ပြီးနောက်မိခဲ့သူဖြစ်သွားသည်မသိပဲတတိပြန်ဝင်ချိန်မှာတော့၎င်းတို့မရှိတော့သလိုရွှေရဲလက်ဝတ်လက်စားများ ဝေးကြီးနဲ့ဖုံးလို့ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့ဆိုပါတယ်အဆိုပါဖြစ်ရအတွက်သက်ဆိုင်ရာသို့တိုင်ကြားထားပြီးလိန်လယ်ယူဆောင်သွားသူများကိုအမှုဖွင့်ထားတော်လဲလက်ရှိအချိန်မှာတော့ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါတယ်ဆက်လက်တင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းဒေသကြီးဒညင်းကုန်းစီးမိလောက်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်26ရက်17လ2025ခုနှစ်မနေ့2နာရီချိန်ကရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်တညင်းကုန်းရပ်ကွက်ခေပင်လန်း ရင်းငုံစိတ်အတွင်းမှာမိလောင်မှုဖြစ်ပွားခဲ့ပြီး2နာရီ16မိနစ်အချိန်မှာ level 1ရေအုပ်စုများထောက်ခါနှိမ့်သက်ခဲ့ပြီး2နာရီ26မိနစ်မှာတော့မိကိုထိန်းနိုင်က2နာရီ34မိနစ်မှာတော့မိငိမ့်သွားခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်ဝက်မှာရှိတဲ့စီးရဲစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအကောင့်တို့တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေခင်ဗျာ။